အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံရိုးဒေတာအခြေစိုက်ခံကောခန့် PDF တက်ရင်အမတ်စနစ်ဟာပြီးခဲ့တဲ့ February 19ရက်နေ့မှာပဲ PDF တက်ရင်အဖြစ်ကနေနှုတ်ထွက်ပြီးရိုးသက်တော်ဝိုင်းအေနဲ့ပူပေါင်းလိုက်ပါတယ်။တက်ရင်နံပါတ်ကို MOD ထံမှပြန်လည်အနံပြီးနှုတ်ထွက်ခွင့်ပြုဖို့တောင်းဆိုခဲ့ပေမဲ့အန်ယူဂျီ MOD ဘက်ကဒါကိုခွင့်မပြုခဲ့တဲ့နောက်ဆုံးမှာခံကောခန့် PDF တက်ရင်စနစ်ရဲ့တက်ရင်မူသူတက်ရင်မူတက်ရေးပူကြီး တထဗန္ဒာယေတာဝန်ခံတခွဲလေးခုရဲ့တခွဲမူတဆိတ်မူတဆုမူဒုတဆုမူဒုတဆိတ်မူရေပေါ်အားလုံးဒီပါနှုတ်ထွက်စာတင်ပြီးနှုတ်ထွက်လိုက်ကြပါတယ်တယင်းစနစ်ကနေစုံစမ်းရရှိချက်အရာတယင်းတစ်ခုလုံးမှရှိရဲ့တဖွဲ့ဝင်90ရာခိုင်နှုန်းတပြိုင်နက်နှုတ်ထွက်ပြီးရိုးတက်တော်ဝိုင်းအလန့်အောင်မှာဝင်ရောက်ပူပေါင်းလိုက်တာဖြစ်တယ်လို့သိရပါတယ်သူတို့ဘာကြောင့်နှုတ်ထွက်လိုက်တာလဲ ဒီမေကွန်းရဲ့အဖြေကိုတီးရဖို့နှုတ်ထွက်လိုက်တဲ့ကံကောခံ PDF တရင်စနစ်ကို Federal FM ကဆက်တွေ့မြင်မြန်ထားပါတယ်။ကျွန်တော်တို့ဘာလို့အတိုင် MOD အောက်ကနှုတ်ထွက်ဖြစ်လဲဆိုရင်ပေါ့။ကျွန်တော်တို့ကျွန်တော်တိုင်းနေနေပေါ့နော်။ဒီကျွန်တော်တို့ data တွင်ပေါ့။ data တွင်ကကျွန်တော်တို့ audio data ရဲ့တမိုင်းချောင်းနေပြီးတော့ဒီຢာတွေကိုကျွန်တော်တို့အနေနဲ့ဒါ photo photo ချင်နေပေါ့နော်။ကျွန်တော်တို့အာပြီးတော့ဒါကျွန်တော်တို့ data ရဲ့အခုကကြမှာကိုဖန်တီးခွင့်ဆိုတာကြီးကျွန်တော်တို့ ဟိုစူးစမ်းကြည့်ရှင်နေပေါ့စူးစမ်းကြည့်နေအဲ့လိုအကြောင်းအရာတွေပါတယ်ပြီးတော့ဟိုနောက်ပြီးကျွန်တော်ဒေတာလွတ်မြောက်ရှင်နေကျွန်တော်တို့ဒေတာလွတ်မြောက်လို့ရှိရင်ဒါဟိုလွတ်မြောက်ပြီးပြီးတော့မှတခြားဒေတာတွေလည်းကျွန်တော်တို့ကပုံမကွင်းကြီးတို့ရမယ်လို့ယူဆတယ်ပေါ့ဗျာနော်အဲ့လိုအကြောင်းအရာတွေပါတယ်ဗျာကျွန်တော်တိုင်ရင်နှုတ်ထွက်တဲ့ချိန်မှာတော့ဒါဒီရောပေါ့ဟိုနှုတ်ထွက်ဖို့အတွက်အဲမူဝါဒကြောင်းလေးထားမျိုးရှိတယ်ပေါ့မူဝါဒကြောင်းလေးထားရတဲ့အတွက်ဒါနှုတ်ထွက်လို့နော်နှုတ်ထွက်ခွင့်ပေးလို့မရဘူးပေါ့အဲ့လိုမျိုးအကြောင်းလို့ပြောပါလေဒါကျွန်တော်နေလည်းဒီပုံမှာဘာမှ ဟောမရှိပါဘူးဒါကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဒါအကောင်းဆုံးဖြစ်အောင်လက်ခံပါတယ်ကျွန်တော်တို့ဖြစ်သိင်းလို့ပဲဒါဖြစ်လာတာပါဒါတော့ notice ကတင်တဲ့ကိစ္စမှာလည်းဒါတို့ဘောနော်ဒီပြင်ဆင်နေရပြုတ်ထားပြီးဖြစ်တဲ့အတွက်ဒါတခြားကဏ္ဍတွေမှာလည်းသူတို့အကောင်းဆုံးဖြစ်အောင်ပြုလုပ်နေတယ်လို့ကျွန်တော်တို့ယူကြည်ပါတယ် နောက်ထပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး NUG အစိုးရနဲ့တည်ရင်စနစ်အကြမ်းမှညှိနှိုင်းမရတဲ့အခြေအနေတည်းရက်ဒါမှမဟုတ်မတူညီရဲ့နိုင်ငံရေးဥတီချက်များရှိနေသလားလို့မေးမြန်းတဲ့အခါ Federal ကိုတွားမဲ့ရည်မှန်းချက်ကတော့အတူတူပဲလို့တည်ရင်စနစ်တာဝန်ရှိသူကပြန်လည်ဖြေကြားခဲ့ပါတယ်။တည်ရင်စနစ်နှုတ်ထွက်တာနဲ့ပတ်သက်ပြီး NUG အစိုးရကို Federal FM ကဆက်တွေမေးမြန်းခဲ့ပေမဲ့မေးမြန်းခဲ့တဲ့မေးခွန်းတွေအပေါ်တိကျရှင်းလင်းတဲ့အဖြေမျိုးပေးခဲ့ရမှာရှိပါဘူး။ ဖြေကြားခဲ့တဲ့အဖြေတွေမှာလည်းရခင်ကပြောဆိုထားပြီးတာကိစ္စတွေထုတ်ပြန်ကြေညာချက်ပါအကြောင်းအရာတွေကိုပဲပြန်လည်ကူးယူဖော်ပြထားတာတွေ့ရပါတယ်မြန်မာနိုင်ငံမှာရိုးလူမျိုးတွေနေထိုင်တဲ့ရိုးဒေသဆိုရင် ပြည်သူတစ်ရက်လုံးသိရှိပြီးဖြစ်ပါတယ်အာနာတိန်စစ်အုပ်စုက ဒီကနေ့အထိစုပ်ကိုင်းပူဇော်ထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရမကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့သီလင်းမြို့နယ်၊စောမြို့နယ်၊ကံကောင်မြို့နယ်တို့ကိုခြုံငုံပြီးခေါ်ဝေါ်တာဖြစ်ပါတယ်။အဲဒီမြို့နယ်၃ခုကိုခရိုင်တစ်ခုအဖြစ်သတ်မှတ်ပြီးခရိုင်ရုံးစိုက်တဲ့မြို့ကတော့ကံကောင်မြို့ဖြစ်ပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ဗမာတိုင်းရင်းသားဆိုတဲ့ခေါင်းစဉ်အောက်မှာလူမျိုးစုအမည်၉ခုရှိပြီးအဲဒီ၉ခုအထဲမှာရိုးလူမျိုးစုအမည်ကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်ဒီကနေ့အထိမြန်မာနိုင်ငံမှာမပုံတင်ကပ်ပြလုပ်မယ်ဆိုရင်လူမျိုးစုနှမေကိုဗမာလိုပဲဖြည့်ဆွက်ခွင့်ရပြီးရိုးလူမျိုးဟာရိုးလူမျိုးရေးလို့ဖြည့်ဆွက်ခွင့်မရပါဘူး Federal ပြည်ထောင်စုဆိုပြီးရေမန်ဦးတီချန်နယ်တိုက်ပွဲဝင်နေတဲ့ NUG အစိုးရ EOS လက်နက်ကင်တပ်တွေအပါအဝင်လူတော်လန်ရေးမှာပေါ်ပေါက်လာတဲ့တပ်ဖွဲ့အများစုဟာဖက်ဒရယ်ပြည်ထောင်စုလို့လေတန်းတူကြပေမဲ့ဘယ်လိုဖက်ဒရယ်မျိုးလဲဆိုတာကိုမင်းရင်တော့ဘုံတဘောတူညီချက်မရှိ အငင်းပွားနေစေဖြစ်ပါသည်။လက်နက်ကင်တပ်ဖွဲ့တွေအားလုံးမှလည်းပြည်내အစင်ရီမန်းချက်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအစင် Confederation အစင်စသဖြင့်အတိအကျရှိထားပြီးဖြစ်ပါသည်။ကန်ကုတ်ခရိုင် PDF တရင်စနစ်ကတပ်ဖွဲ့ဝင်ကိုစေရခိုင်နှုံးကျော်ပူပေါင်းဝင်ရောက်သွားတဲ့ရိုးတပ်တော် YA ကအနာဂတ်မှာရိုးဒေသကို Federal Unit တစ်ခုဒါမှမဟုတ်အနိုင်ဆုံးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ရည်မှန်းထားတယ်လို့ပြောပါသည်။ အဲ့ဒီအချက်ဟာရိုးတက်တုံနဲ့ပူပေါင်းလာတဲ့ PDF တည်ရင်စနစ် ရေဖို့တွေအကြားကဘုံတဘောတူရင်ချက်ဖြစ်ကြောင်းလေသူကပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးရိုးတက်တုံ YA က Federal FM ကို အခုလိုရှင်းပြထားပါတယ်အာခံကောကဒီတည်ရင်ပေါင်းလာတဲ့ဟာကတော့ကျွန်တော်တို့အာအဓိကကျွန်တော်တို့မဘုံပါရှိလဲဆိုတော့ကျွန်တော်တို့ဟာဒီအာပထဝီပြည်ဆောင်စုတည်ဆောက်ရေးမှာကျွန်တော်တို့ရောအနေနဲ့အဲဒီပါဝင်ခွင့်ရှိရမယ် ရောအနေနဲ့ကျွန်တော်တို့ရက်တည်ပြီးတော့မှာပေါ့နော်အဲကျွန်တော်တို့ရဲ့ဒီရောကိုအာဒီဖက်ဒရယ်ပြည်ထောင်စုအလွန်ကာလမှာအဲဒီအဲဒီအစိတ်အစိတ်ပိုင်းလိုက်ပေါ့နော်ဟိုဒီဟိုတပိုင်းဒီတပိုင်းအဲဒီလိုမျိုးကျွန်တော်တို့အဖြစ်မခံနိုင်ဘူးအဲဆိုတဲ့ဟာတွေရှိတယ်နောက်တစ်ခုကကျွန်တော်တို့ကဒီဟိုတိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တယ်အဲဒီအလုံးကရောဖြစ်တယ်ဆိုတော့ဟာဒီကကျွန်တော်တို့ကြားထဲမှာတူညီတဲ့အချက်ပေါ့လေ။ NUG နဲ့ဆက်ဆံရေးကိုပြောမယ်ဆိုရင်တော့ NUG ကဒီတော်လှန်ရေးမှာအ အဲဒီအလုံးဝကျွန်တော်တို့ပြတ်ပယ်လို့မရတဲ့ဒီတော်လိုင်းရေးဒီအစိုးရတရားအနေနဲ့ပေါ့နော်ဟိုဒါကဟိုကျွန်တော်တို့ဒီအတိမတ်ပြုပေးတာဖြစ်တယ်လက်ရှိမှာလည်းဒီအန်ယူဂျီရဲ့ဒီမြေပြင်ရန်တရားတွေဖြစ်တယ်ဒီအဲဒီအုတ်ချိုရန်တရားကာကွယ်ရေးရန်တရားတွေနဲ့ကျွန်တော်တို့အာဘာလဲဆိုတော့နောက်ဆက်တာမရှိဘူးဖြစ်စည်းတာမရှိဘူးအဲအကူညီလို့ရင်ကျွန်တော်တို့အဲပေးတယ်ပေါ့နော်ဒါကအခြေအနေပေါ့အော်တော်တော်ခုနကပြောတဲ့ဒီအန်ယူဂျီဘက်ကအာအမြင်မှာလည်းကျွန်တော်တို့က တိုင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့အခါကျတော့အဲဒီကျွန်တော်တို့ရဲ့ဒီဟိုခက်ဆက်ဆက်ပေါ့နော်ဟိုကျွန်တော်တို့ရောလူမျိုးအဲဆိုတာကဒီအဲပြီးတော့မှရောလူမျိုးတွေမကပါဘူးကျိုးစမတောင်သားလူမျိုးတွေရှိတယ်အဲဒါတွေကပြလိုက်ထဲမှာပဲရှိခဲ့တဲ့အနေအထားမျိုးဖြစ်ခဲ့တာ哦အဲဆိုတော့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတော့မှဖော်ထုတ်ချင်တယ်ပေါ့အဲပြီးတော့မှအဲ့ဒီ identity နဲ့ကျွန်တော်တို့ကဒီ လာမက်ဒီဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးမှာကျွန်တော်တို့မှာအဲပါဝင်ခွင့်ဟာတန်းတူညီတူရှိတဲ့နယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အဲဂိုင်းထားဖြစ်တယ်ဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ရဲ့ခံစားချက်ကိုအဲဒီကျွန်တော်တို့ရဲ့ယူမန်းချက်ကိုအညွှန်းရှင်တင်နေလဲနားလည်ပြနိုင်မယ်လို့ကျွန်တော်တို့ပြောလင့်နေပေါ့နော်အာပထမတစ်ခုကတော့ဟိုကျွန်တော်တို့ဒီဘုံရန်သူထုတ်ကြရေးပေါ့ဘုံရန်သူဆရာနာရှင်စနစ်တိုက်ဖြည့်ရေးပေါ့လေနံပါတ်2ကတော့ကျွန်တော်တို့ဒီရောသူရောသားတွေအဲရဲ့ဒီအဲကိုကကြမှာကိုဆုံးဖြတ်ပိုင်ခွင့်ပေါ့နော်အဲ ဲဒီဟာကတော့ကျွန်တော်တို့ဒီဟိုခွဲထွေရေးတွေတော့ကျွန်တော်တို့မဟုတ်ဘူးပေါ့အဓိကကကျွန်တော်တို့ရောသူရောသားတွေဘယ်လိုနေချင်လဲအဲဘယ်လိုမျိုးအဲကိုယ်တည်တာမှာဘယ်လိုမျိုးပုံစံလုပ်ချင်လဲအစရှိသေးပြမောင်းနော်ဘယ်ထဲမှာနေမယ်အဲဒါတွေကဟိုကျွန်တော်ဆုံးဖြတ်ပန်ခွင့်ရချင်တယ်အဲနံပါတ်3ကတော့အဲဒီကျွန်တော်တို့လိုပဲဒီအဖေးနှစ်ခံပြည်သူလူထုပေါ့နော်အဲဒီကျွန်တော်တို့ရောသူရောသားတွေမဟုတ်ဘူးအာဒီပြည်သူလူထု လွတ်မြောက်ရေးပေါ့အဖေနှိခန့်ပြည်သူလူထုတရားလုံးလွတ်မြောက်ရေးပေါ့အာနံပါတ်၄ကတော့ဒါကတော့ဟိုကျွန်တော်နည်းနည်းလေးတိကျတဲ့ဤမန်းချက်ပေါ့လေအာအဓိကကကျွန်တော်တို့ယောဟာဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့လာမယ့်ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရုံးမှာပါဝင်ခြင်းနေပေါ့အာဒီဟာကကျွန်တော်တို့အနိုင်ဆုံးတော့ကျွန်တော်တို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတာပဲအဖြစ်ဖြစ်ပေါ့เนาะဒါကကျွန်တော်တို့အနိုင်ဆုံးရှင်မန်းချက်ပေါ့အနိုင်ဆုံးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတာအဲရကိုရရမယ်ဆိုတဲ့ရှင်မန်းချက်ရှိပါတယ်ဟုတ် ရုပ်ဒေတာကို Federal Unit တစ်ခုအဖြစ်ဒါမှမဟုတ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအနေနဲ့သွားမင်းဆိုလက်ရှိရုပ်ဒေတာအဖြစ်သတ်မှတ်ခေါ်ဝေါ်တဲ့ Gango Thilin So စားတဲ့မြို့တွေကိုပဲရည်ရွယ်ရဲလို့ရိုးတက်တော့ဝိုင်းအေရပြောပါတယ်။ပုံမြို့နေနဲ့စကိုင်းတိုင်းအတွင်းကကလေးမြို့နေတောင်ပိုင်းပလေးမြို့နေအနောက်ချမ်းတွေမှာရိုးတွေနေကြပေမဲ့ အခုအချိန်မှာနေမြေနေနမိတ်တွေကိစ္စပြောရင်တော်လန်ရေးအတွက်အဟန့်အသားပဲဖြစ်နေမေလို့ WA ကဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးရိုးသက်တော် WA က Federal FM ကိုအင်တာဗျူးဖြေဆိုထားတာရှိပါတယ်ဒါပေမဲ့ဒေတာတွင်ဖုန်းလိုင်းအခက်ခဲအရာရိုးသက်တော်ဘက်ကစာသားနေပဲပေးဖို့ဖြေချခဲ့လို့ Federal FM ဝိုင်းတော်သားတူကပြန်လည်ဖတ်ပြမှာဖြစ်ပါတယ်တိုင်းသားလူမျိုး135မျိုးခွဲကြတဲ့ကမှားတယ်ယူဆပါကျွန်တော်တို့ကဘယ်လူမျိုးတွေပါတယ် မမာနဲ့ဆိုင်ခြင်းမဆိုင်ခြင်းကိုပြောနေတာမဟုတ်ပဲယောဆိုတော့ကိုအတိမတ်ပြုရမယ်ဆိုတာကိုပြောတာပါယောတနုတောင်ယိုရခိုင်တို့ဟာအတူတူဖြစ်ပါလျက်နဲ့ကျွန်တော်တို့ယောဟာယောလူမျိုးရဲ့လို့အတိမတ်ပြုခံရခြင်းမရှိဘူးနေပြည်တော်ကပြလိုက်တဲ့မှာပဲရှိတယ်တကယ်ရှိပါတယ်တနုကတနုလို့ရခိုင်ကရခိုင်လို့တောင်ယိုကတောင်ယိုလို့အတိမတ်ပြုခံရပါလျက်ကျွန်တော်တို့မှာပြလိုက်တဲ့ပဲရောက်သွားတယ်လာဝကဆင်းရဲမှာယောလူမျိုးတယောက်မှမရှိပါဘူးတကယ်တော့တိုင်းရင်းသား135မျိုးဆိုတာအုပ်စုခွဲတဲ့ပုံစံကလူမျိုးစုတွေကို တပ်ဆိုင်ရာပြည်နယ်နာမည်ခံထားတဲ့လူမျိုးတွေတိုက်ရိုက်ထည့်ပြီးတိုင်းဒေသကြီးကလူမျိုးစုတွေကိုဗမာတွေတိုက်ရိုက်ထည့်လိုက်တာပါပဲဝါနဲ့ပလောင်ကိုရှမ်းနဲ့ထည့်ပေမဲ့ဝါကိုရှမ်းလို့ခေါ်လို့မရဘူးဓနုကိုရှမ်းလို့ခေါ်လို့မရဘူးဒါကအာနာရှင်အဆက်ဆက်လောက်ခဲ့တာဖြစ်လို့ဗမာကူးမျိုးကိုကျွန်တော်တို့အတိမမပြုတ်ပါဘူးအခြေခံအကြဆုံးခွင့်ရင်းနေနဲ့တိုင်းဒေသကြီးကလူမျိုးတွေကိုဗမာတွေထည့်ထားတာတောင်စလုံးကစလုံးလို့မှတ်ပုံထဲမှာရေးလို့ရပြီးယောဂပြလိုက်သေးပဲရောက်သွားတာကကျွန်တော်တို့ဘာကြောင့်ရောနေနဲ့ယက်တီရလဲဆိုတာရဲ့အဖြေပါ ရိုးတက်တော် YA အနေနဲ့နိုင်ငံရေးရည်မှန်းချက်ကိုပို့ဆောင်ဖို့ဒေတာအတွင်းကရိုးလက်နက်ကင်တပ်ဖွဲ့တွေနဲ့ဘလောက်စုဖွဲ့ပေါင်းစည်းနိုင်ပြီလဲလို့မေးမြန်းချက်အပေါ်မှာတော့စီရေးကိစ္စဖြစ်တယ်ဆိုတော့အကြောင်းပြပြီးဖြေဆိုဖို့ငင်းဆန်ခဲ့ပါတယ် ရုပ်ဒေတာပါဝင်တဲ့လက်ရှိမကွေးတိုင်းနဲ့ပတ်သက်ပြီးဖက်ဒရယ်အရေးမှာအငင်းပွားနေရပေမဲ့ NUG နဲ့ CRPH တို့ကတော့မကွေးဖက်ဒရယ်ယူနစ်အဖြစ်သတ်မှတ်ခေါ်တွင်ထားသလိုမကွေးဖက်ဒရယ်ယူနစ်ဂျာကာလာအစီအမံရေးဆွဲရေးကော်မရှင်ကိုဖွဲ့စည်းအတည်ပြုထားပါတယ်။အထပ်ပါကိစ္စတွေနဲ့ပတ်သက်ပြီးမကွေးလူထုတိုက်ပွဲကော်မတီဝင်ကိုချစ်ဝင်းမောင်ကလည်းအခုလိုတုံ့တက်ပြောဆိုထားပါတယ်။ တစ်ခုကတော့ကျွန်တော်တို့ကဟိုအမြဲတမ်းပုပ္ပနေနေပြောပါလေကျွန်တော်တအူးတဲ့နေဆိုမြေပြောတဲ့စကားရှိပါတယ်။ဘာလဲဆိုတော့ဟိုငကူဒီဟိုဟာပေါ့တိုင်းခေါ်တဲ့တိုင်းပြီးနေခုနှစ်ခုဆိုတဲ့ဆလိပြီးနေမှုအထိုင်အလဲရေးရှိမှာအလုံးမဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ပြောပါတယ်။ဒီလိုပါပဲဟိုရှိပြီးနေမှုကလည်းတကယ်လက်တွေ့မကြတော့ဘူးလို့ကျွန်တော်ပြောပါတယ်။အဲ့တော့နံပါတ်၄ပြောချင်တာကပြီးနေတဲ့ပေါ်ထွက်လာရင်မှုကျွန်တော်တို့ကျွန်တော်တအူးတဲ့နေအပြည့်ဝလက်ခံတယ် ဒီပြည်နယ်ထဲမှာရေရှိနိုင်ငံတော်တစ်အတွက်တကယ်ကိုပဲခိုင်မာအားကောင်းတဲ့နိုင်ငံတော်တစ်ဒီမိုကရေစီကိုအခြေပြုဖက်ဒရယ်ကိုဥဆောင်တဲ့နိုင်ငံတော်တစ်ဖြစ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်အချိန်ကြာမှာဒီကိစ္စတွေကိုအခြေလေဆွေးနွေးညှိနှိုင်းဖြေရှာနိုင်မဲ့အခင်းချင်းတွေဖြစ်ဖို့ပေါ်ဖို့လိုတယ်လို့ကျွန်တော်တော့အများနဲ့ပြောပါတယ်အဲအဲ့ဒီအတိုင်းပဲပြောပါရစေတော့အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဟိုဖက်ဒရယ်ကိုပြောတဲ့အခါမှာ ဟို self fluent share rule ပေါ့ကိုယ်ကအုပ်ချုပ်ခွင့်နဲ့မျှဝေအုပ်ချုပ်ခွင့်ဆိုတဲ့ရှိတော့နှစ်ရက်ကပြောမယ်ဆိုရင်လက်ရှိအဲ့ဒီကိုယ်ကအုပ်ချုပ်ခွင့်ရဒေတာတို့ပြီးနေအစ်စ်တို့ဆိုတဲ့ကိစ္စတွေဟာကျွန်တော်တို့ဟာကိုယ့်လူမျိုး ကိုယ့်ဒေတာနဲ့တွေဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်ဘူးတနိုင်ငံလုံးကအထက်ဥဆောင်သူတွေဆုံးဖြတ်ခွင့်ရှိသူတွေအချိုးစည်းပွားပါဝင်ဆက်နွယ်သူတွေအားလုံးဟိုအခင်းချင်းပေါင်းစုံနဲ့ဆွေးနွေးတိုင်ပင်အဖြစ်ရှာပြီးတော့ဆုံးဖြတ်မဲ့ကိစ္စဖြစ်ပါတယ် ဲ့ဒီအဲ့ဒီကိစ္စကတော့ကျွန်တော်ရေရှည်ကိစ္စလို့ပဲကျွန်တော်တို့ဟိုရှုမြင်ပါတယ်သို့တော့တော့လည်းအောင်မြင်ဖို့အတွက်တော့ကျွန်တော်တို့ဟာအထူးသဖြင့်တော့အဆက်အနာရှင်စနစ်ပေါ်အနာရှင်စနစ်ပြုတ်ကြရေးတော့ကအားလုံးအတူတူလက်တွဲချီတက်ဖို့တော့မဖြစ်မနေလောက်ဆောင်အောင်ပဲအရေးကြီးဆုံးအနည်းဆက်ဆုံးအပေါ်လင်းဆုံးကိစ္စဖြစ်တယ်လို့လည်းကျွန်တော်မြင်ပါတယ်အဲ့တော့ခုနပြောတဲ့ကိစ္စတွေကတော့တပည့်တွေထဲမှာကျေကူးရပါဆက်လက်ဆွေးနွေးရကိစ္စများ ဖြစ်တယ်လို့ပဲကျွန်တော်တို့အဲ့လိုလေးဖတ်ချက်တွေပြုပြရစီခင်ဗျာဟုတ်ဟုတ်ဖက်ဒရယ်အရေးနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရေလောကမှာမတူညီတဲ့အယူအဆနှစ်ရက်ရှိနေတာတွေ့ရပါတယ်။စစ်အာဏာရှင်ကိုတိုက်ထုတ်နေတဲ့အချိန်မှာအငင်းပွားစရာကိစ္စတွေကိုမပြောတင်သေးဘူးဆိုတော့အုပ်စုနဲ့အခုကလေးကအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက်စတင်ဆောင်ရွက်တင်ပြီးဆိုတဲ့အုပ်စုတို့ဖြစ်ပါတယ်။လူမျိုးစုကွဲပြားခြားနားမှုတာမန်ထက်ပိုတဲ့မြန်မာနိုင်ငံအနေနဲ့အခုရိုးဒေတာမှာဖြစ်တဲ့အလားတူ အငင်းပွားဆရာမျိုးကို နောင်မှာများစွာကြုံလာရအောင်မှာဖြစ်သေးလို့နိုင်ငံရေးလေးလာတုံတက်သူတွေကကောက်ချက်ချထားကြပါတယ်အားလုံးရဲ့အတန်း Federal FM 96.0